င်းစဉ်ခွန်အားအမှုတော်လုပ်ငန်းမှနှွေးထွေးလှိုက်လဲစွာကြိုဆိုပါれကြည်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားရှင်ရဲ့ငြိမ်သက်ခြင်းနဲ့ကျေးဇူးတော်အပေါင်းတက်ရောက်တည်ရှိနေပါစေလို့ဆုမွန်ကောင်း တောင်းလိုက်ပါれမေလာဆေရစနေနေ့ ရှင်ပေထုအဝါရဇာထမဆောင်ခန်းကြီးတဲ့အငယ်၃မှာကိုအသက်ရှင်ခြင်းနဲ့ဆက်ဆိုင်သော မျောလင်းခြင်းအကြောင်းရှိစေခြင်းကဖောက်ပြန်ခြင်းညှဉ်းဆွန်ခြင်းညှိုးနှွမ်းခြင်းနဲ့ကင်းစင်သော အမွေတော်ကိုငါတို့သည် ခံရစေမည်အကြောင်းယေရှုခရစ်ကိုဒေခြင်းမှထမြောက်စေတော်မူသောအဖြစ်ကြီးစွာသောဂိယုဏတော်နှင့်အညီငါတို့ကို တဖန်ဖြစ်ပွားစေတော်မူသော ငါတို့သခင်ယေရှုခရစ်၏ခမည်းတော်ဖျားသခင်သည် မင်္ဂလာရှိတော်မူစေတည်းထိုမွေတော်သည်ကနောက်ဆုံးသောကာလ၌ထင်ရှားစေခြင်းငါပြင်ဆင်သောကယ်တင်ခြင်းသို့ရောက်စေမည်အကြောင်းယုံကြည်ခြင်းအပြင်ဖျားသခင်၏တကူတော်သည်စောင့်ရှောက်တော်မူသောသင်တို့အဖို့ကောင်းကင်ဘုံ၌တူထားလျက်ရှိသောအမွေသည်အရေးကြွ၍စုံစမ်းခြင်းကိုခံနိုင်တော်လဲ ပျက်စီးတတ်သောရွှေကိုစစ်ကြောစုံစမ်းခြင်းထက် သင်တို့ယုံကြည်ခြင်းကိုစစ်ကြောစုံစမ်းခြင်းအရာသည်တာ၍မြတ်သည်နှင့်ယေရှုခရစ်ပေါ်ထွန်းတော်မူသောအခါ အချီးအမွမ်းဂုံတည်ရေဘုံအာနုဘော်အလိုငါဖြစ်မိအကြောင်းအထူးထူးအပြပြသောစုံစမ်းနောက်ဆက်ခြင်းကို ခံရသော အကြောင်းရှိလျင် သင်တို့သည်ယခုခဏခံရ၍ဝမ်းနည်းတော်လေအထက်ဆိုခဲ့ပြီးသောကျေးဇူးတော်ကိုထောက်၍ ရှင်လန်းသောစိတ်ရှိကြ၏ထိုသခင်ကိုသင်တို့သည်မမြင်ဘူးတော်လဲချစ်ကြ၏ယခုမှလည်းမမြင်ပဲလျက်ယုံကြည်သောအပြင်ဘုံအတည်ရင်နှင့်ဆက်ဆိုင်သော ပြော၍မမိနိုင်သောရှင်လန်းခြင်းစိတ်နှင့်ဝမ်းမြောက်ကြသည်ဖြစ်၍စေဝิญဉ်ကိုကယ်တင်ခြင်းဒီဟုသောယုံကြည်ခြင်း၏အကျိုးကို ခံရကြ၏ အထူးထူးအပြားပြားသောစုံစမ်းနောက်ဆက်ခြင်းကို ခံရသောအကြောင်းရှိပြီးသင်တို့သည်ဝမ်းနည်းတော်လေကျေးဇူးတော်ကိုထောက်၍ရှင်လန်းသောစိတ်ရှိကြ၏ရှင်ပေရုဩဝါဒစာပထမဆုံးခန်းကြီး1ခန်းငယ်6ယုံကြည်ခြင်းအပြည့်ဖြင့်အသက်ရှင်ခြင်းလဘောင်းများစွာဆေးရုံတက်နေရသောစေတီဤသုံးနှစ်အရွယ်သားကလေးရှိလို့အတွက်ကဘာတော်ရှိ ထောင်နှစ်ချီသော လူများဆူတောင်းခဲ့ကြသည် သူ၌အတိတ်ပဲရှိသောအုံနာလောက်ဆောင်ခြင်းမရှိဟုဆရာမများကပြောသောအခါစိတ်တီကကျမကို ဖုန်းခေါ်ခဲ့သည်တခါတလေယုံကြည်ချက်အပြည့်နဲ့ကျမအသက်မရှင်ပါကိုစူးကြောက်မိလေဖျားသခင်ကရှိလို့ကိုကုသပေးပြီးကျမတို့နဲ့အတူအိမ်ပြန်ခွင့်ပေးနိုင်တယ်ဆိုတာကျမသိတယ်ဖျားသခင်ကသူ့ကိုကောင်းကင်ဘုံကိုခေါ်ဆောင်ပြီးအနာငိမ့်စီမယ်ဆိုလဲကျမငြိမ်သက်ခြင်းရှိမှာပဲဟုသူမကဆိုပါသည် ဘုရားသခင်သည်မြည်သူနှင့်မမတူအောင်နားလည်နိုင်စွမ်းရှိကြောင်းသူမကိုအခိုင်အမာပြောပြီးရှင်ကဘုရားသခင်ထံမှအံ့နံပြီးဖြစ်တဲ့အတွက်အဲ့ဒါဟာယုံကြည်ခြင်းအဖြစ်ဖြစ်တယ်ဟုကျွန်မပြောလိုက်သည်မကြမီဘုရားသခင်က သူမ၏အဖို့တန်သားကိုကောင်းကင်ဘုံသို့ခေါ်ဆောင်သွားခဲ့သည်သားကိုဆုံရှုံရ၍ဝမ်းနည်းပူဆွေးမှုနှင့်ယုံကံနေရတော်လဲစိတ်တည်သည်ဖျားသခင်နှင့်ဆုတောင်းပေးသည့်လူများကိုကျေးဇူးတင်ခဲ့သည် သူမကဖျားသခင်ဟာကောင်းမြတ်စေဖျားဖြစ်နေစေပဲလို့ကျမယုံကြည်ရဲ့ဟုပြောခဲ့သည်ဤလောကတွင်သခင်ယေရှုပြန်ကြွလာတော်မူမီတိုင်အောင်အထူးထူးအပြားပြားသောစုံစမ်းနောက်ဆက်ခြင်းကိုကျမတို့ခံရမည်အမှန်နာကျင်ခံစားရမှုကြောင့်ဖြစ်ပေါ်လာသော ခံစားချက်အစစ်အမှန်ကို ကျမတို့စနစ်တကျကင်တွယ်ရန်လိုအပ်သည်တို့ရရင်ခရစ်တော်၌အသက်တဖန်မွေးဖွားခြင်းကို တွေးကြုံခံစားရသူတိုင်းသည် အသက်တာတွင်သခင်ယေရှုကိုချစ်ခြင်းဖြင့်မိခိုအားထားနိုင်ပြီးဘောတရေနှင့်ဆက်ဆိုင်သောပြော၍မမိနိုင်သောရှင်လန်းခြင်းစိတ်နှင့်ဝမ်းမြောက်မည်ဖြစ်သည်ခရစ်တော်၌ယုံကြည်ခြင်း၏နောက်ဆုံးရလဒ်မှာကျမတို့၏စိတ်ဝိညာဉ်ကိုကယ်တင်ခြင်းဖြစ်သည်မိမိ၏ဆုတောင်းခြင်းနှင့်အခြေအနေများကို ခရစ်တော်ထံယုံကြည်စိတ်ချစွာအနံ့အသက်ရှင်ခြင်းဖြင့်ယုံကြည်ခြင်းအပြည့်ရှိရန်သက်ရှင်သောဝိညာဉ်တော်ကကျမတို့ကို ခွန်အားပေးမဆပ်ပေသည်ဆိုရသောအခြေအနေများနှင့်ရင်ဆိုင်ရစဉ်တခင်ယေရှုကတည်ရန်မျှော်လင့်နေခြင်းတွင်သင်ဝမ်းမြောက်နိုင်အောင်မြည်သည့်အချိန်ကဖျားသခင်တင့်အားမှာစားခဲ့သည်နီ ကိုရော၌သင်၏ယုံကြည်စိတ်ချမှုသည်သင်ဆုတောင်းသည့်ပုံစံကိုမြည်သို့ပြောင်းလဲစေသည်။ချစ်စွာသောသခင်ယေရှုအရာခတ်သိမ်းကို ကိုရောအသက်ပြုမိအချိန်ဂတိတော်အတိုင်းကိုရောပြင်ကြွလာမိအချိန်ကိုကျွန်ုပ်စောင့်ဆိုင်နေစဉ်ကိုရောကိုယုံကြည်ကိုးစားရမှစတော်မူပါ။သခင်ယေရှုနာမကိုအမိပြု၍ဆုတောင်းပါ၏။အာမင်။ နေ့စဉ်ခွန်အားကိုကြည်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားသခင်နှုတ်ကပတ်တော်မှဉာဏ်ပညာတော်များကိုရရှိပိုင်ဆိုင်လျက်ပုံပုံပြည့်စုံကြွယ်ဝသောဘဝအတ္တများဖြစ်တည်နိုင်ကြပါစေ။